အားလုံးပဲမင်္ဂလာပါရှင် အခုတစ်ခေါက်မှာတော့ Youth Magazine Volume 6 Number 10 October 2011နဲ့မှာပါတဲ့တန်နေမောင်မောင်ဦးရဲ့ခွေးရောင်ရန်ရှိသည်ဆိုတဲ့စာလေးကိုဖတ်ပြပေးကြပါတယ်ရှင်ခွေးရောင်ရန်ရှိသည်တန်းတူနေတော့လူတွေကတိတ်မထီခြင်းဟုတ်သည်သူတို့ကတန်းတူရနေသည်ဆိုတော့ကထုံးစံအတိုင်းမာနအဖူထစ်တို့ကထုစစ်ပြီးသားဖြစ်၍နေကြတအူးကဖေထွန်းအောင်လူချမ်းသာပညာတတ် အဲနောက်တူကခင်မမလူကလှသည်ဘဝကလည်းလတာညနဲ့ကြည်များများသူလည်းပဲပညာတတ်လူချမ်းသာတူယခုသူတို့နှစ်ဦးမိဘချင်းအကြောင်းဆက်၍ပေါင်းဖက်ကြသည်အစပထမတော့ရတနာနှင့်ရွှေလာနှင့်နေပမာသူတို့အခြေအနေက တင့်တယ်လှပပန်းတွေလဲမှွေးစန်းတွေလဲအေးလေသည့်အနေအထားမျိုးဘသူဆိုစီ အိမ်ထောင်တဲ့တို့ဂျုံယိုးဂျုံစင်ဘာညာဘာညာကတောက်ကဆလေးများဖြစ်လာကြလေသောအခါရှိရင်စွဲမာနအခန်တို့ကမန်ထကရှံ၍ရှံ၍ကြလာတတ်၏တအုံးနဲ့တူနည်းနည်းလေးမှအတင်စည်းမခံကြ သူကတခွန်းဆိုဟိုကလည်းတခွန်းဟိုကနှစ်ခွန်းဆို သူကလည်းနှစ်ခွန်းနည်းနည်းလေးမြအတင်စည်းမခံကြအင်းလေလူချမ်းသာတွေကိုဒီလိုနဲ့သူတို့အိမ်ထောင်ရေးသည် ခတ်ထန်ထန်အိမ်နောင်ကြီးဖြစ်မှန်းမသိဖြစ်ခဲ့ရ။အေးသူတို့နှစ်ဦးကတခုတော့သဘောထားချင်းတိုက်ဆိုင်ကြအချားမဟုတ်။မျိုးကောင်းခွေးကလေးများကိုဝယ်ရောင်းလို့သည့်ဝါသနာကြတော့သွား၍တူနေကြ။ဟုတ်ပါ။မျိုးကောင်းမျိုးသက် ခွေးပေါက်ကလေးများကိုဝယ်လိုက်တလားနှစ်လားလောက်မွေးလိုက်ပြန်ရောင်းလိုက်ပြီးတော့နောက်ထပ်ပြန်၍ဝယ်လိုက်။ဒီဝါဒနာကြတော့နှစ်ဦးစလုံးအထုံပါကြသည်ရေဇက်ဟုပင်ပြောရမည်လောမသိသတင်းစာမှာ ခွေးရောင်းရန်ရှိသည်ဆိုသည့်ကြော်ညာတွေ့လင်သူတို့အိမ်တွေမရကြဖုန်းကောက်ဆက်တိလိုဒီကိုမေးအချိတ်ဆက်လို့အပြေးလွှားသွားပြီးတော့ခွေးတွေဝယ်ပြီးပြန်ရောက်လာအိမ်မှာတလားနှလားလောက်မွေးပြီးတော့ပြန်ရောက်ဖို့လို့ဒီတခါတော့သူတို့ကကြော်ညာထဲရခွေးရောင်းရန်ရှိသည်ဆိုသည့်ကြော်ညာဒီကြော်ညာကိုဖတ်မိသည့်သူတို့လိုခွေးရောဂါတဲ့များကရောက်လာဈေးလေးပါလေးပင်မစစ်ဘဲဝယ်သွားသူတို့ကသတင်းစာကြော်ညာထပ်ဖက်ထပ်တွေ့ ထက်ဝဲခဏမွေးပြန်ရောင်းအင်းသူတို့ဟာနဲ့သူတို့ကြတော့လဲဟုတ်တုတ်တုတ်အိမ်ထောင်သက်6လလောက်ရမှာဖြစ်၏ဝဲထားသော ခွေးကလေးများကို ပြန်ရောင်းဖို့သူတို့စီစဉ်သည် ထုံးစံအတိုင်းသတင်းစာမှာကြော်ညာထည့်ရမည်အရင်ကကြော်ညာသွားထည့်ပေးနေကြအိမ်က driver ကိုပင်သတင်းစာတိုက်လွှတ်လိုက်သည် driver ပြန်ရောက်လာတော့ဆရာသတင်းစာတိုက်ကပြောတယ်ဒီတစ်ခါကြော်ညာပါဖို့တော့နည်းနည်းစောင့်ရမယ်လေဆရာဘာဖြစ်လို့လဲ မျက်နာဝက်တို့တမျက်နာအပြည့်တို့ယူထားတဲ့ကြွညာတွေများနေလို့ပါတဲ့နေပါဦးဘလောက်တောင်ကြမယ်တဲ့လဲနှစ်ပတ်လောက်တော့ပြောတယ်ဆရာနှစ်ပတ်အင်းလေးရပါတယ်ဒုကိစ္စကတေးရေးရှင်ရေးကိစ္စမှမဟုတ်တာကဲကဲမင်းထမင်းသွားစားပြီးရင်မင်းမမကိုသွားကြုံမမကသူ့ကိုည10နာရီလောက်မှလာကြို့ဖို့ပြောထားပါတယ်ဘာည10နာရီမှလာကြို့ဟုတ်လားဟုတ်ပါတယ်ဆရာသူကဘာတွေရေးကြီးနေလို့တော့ အဲ့ဒါတော့ကျွန်တော်လည်းမသိပါဘူးဆရာอืมမိမကတော့ငါ့ကိုရွေးတိုင်နေပြီအခုတလောငါအလုံများလို့9နာရီ10နာရီလောက်မှပြန်လာတတ်တာကိုဒင်းကပြန်ပြီးရွေးတိုက်ချင်နေတယ်ထင်တယ်ကဲကဲမင်းထမင်းသားဆရာရှိရသွားစားတော့တပည့်ဖြစ်သူထွက်သွားသည်ဖေထွန်းအောင်ဆိုဖာပေါ်သို့ခြေပြက်လက်ပြက်ထိုင်ချလိုက်음ဒီမိမပြန်လာမှငါနဲ့တွေ့မယ်တေးထားသည့်အတိုင်းတကယ်လဲတွေ့ကြပါလေသည် ည10နာရီကျော်ကျော်ခင်မမပြန်ရောက်သည်နှင့်သူတို့အကြီးအကျယ်စကားများကြအကြီးအကျယ်စကားများပြီးဆိုတော့ကကြီးကျယ်သည့်စကားလုံးအသုံးနှုံးတို့ကိုသူတို့ရွေးတည်၍တုံးကြဒီမှာခင်မမမင်းတီထားဖို့ကဖေထုံးအောင်ဆိုတဲ့ကောင်းကမင်းကလေးတွေဝိုင်းဝိုင်းလည်နေတဲ့ကောင်းလက်ဖြက်တစ်ချက်တီးလိုက်တာနဲ့မင်းတီတယ်မဟုတ်လား My name is ဖေထုံးအောင် You see ထုံကေယာကူဖင်တို့အောင် ရှင်လို့ပြောရမယ်ဆိုရင်ဒီကလည်းခင်မမပဲ you know i am ခင်မမ oh ခင်မမခင်မမမင်းဟာအတော်သနာစရာကောင်းတဲ့သတ္တဝါပါလားမင်းအနေထားဘလို့ပဲရှိနေရှိနေမိမဟာမိမပါပဲကွာမင်းငါကိုလာရှင်မှုမစင်စားစမ်းပါနဲ့ဒီမှာကိုဖြစ်ထိုးအောင်အဲ့လိုလာစိန်ခေါ်လို့ကတော့ခင်မမတို့က welcome ပါပဲဒီမှာရှင်နဲ့ကျုပ်အခုကြွကြည့် နောက်တစ်ဘက်အတွင်းမှာကျုပ်ရှင်းထက်သားတဲ့လူတယောက်ကိုခေါင်းခေါက်ယူပြမယ်ဘဲနဲ့လေစိန်လိုက်လေခင်မမစိန်လိုက်ကျုပ်ကခမည်းထက်သားတဲ့နေစွမ်းကို come here လို့ပြောလိုက်ရုံပဲအပြက်အပြက်နဲ့သူတို့တကယ်ကွဲကြသည်တရားဝင်ကိုကြွားပစ်လိုက်ကြသည်ပြီးတော့မန္တလေးတွေလည်းကိုစီပြကြကြွေးကြော်ထားကြတယ်လို့ပဲကိုစီအကောင့်ထဲပေါ်လိုက်ကြ ကွာရှင်းပြီး၃ရက်ကြာမှဖေထွန်းအောင်ကနောက်မိန်မယူသည်ပြောထားသည့်အတိုင်းခင်မမထက်သာသောအမျိုးသမီးသူအဲခင်မမကလည်းခင်မမပဲဘဲရမလဲသူကလည်းနောက်၅ရက်ကြာမှနောက်ယောက်ျားတစ်ယောက်ကိုယူသည်ကြွေးကြော်ထားသည့်အတိုင်းဖေထွန်းအောင်ထက်သာသောအမျိုးကောင်းသားတဦးကိုယူပြလိုက်ခြင်းသိမ့်မကြသူတို့တွေဤနှစ်ဦးသဘောတူလက်ထက်ခြင်းတည်င်းနှစ်ပုတ်ကတည်င်းစာကြော်ညာမှာတနေ့တဲ့အတူတွဲ၍ပါလာဤ ဘဲဘက်အချမ်း၃ကော်လံ၃လက်မအရွယ်စားကြော်ညာမှာဖေထွန်းအောင်နဲ့အမျိုးကောင်းသမီးဤမင်္ဂလာသတင်းကြော်ညာညာဘက်အချမ်းမှာတော့၃ကော်လံ၃လက်မအရွယ်စားပင်ခင်မမနဲ့အမျိုးကောင်းသားတဦးတို့ဤမင်္ဂလာသတင်းကြော်ညာအတူတွဲ၍ပါလာကြလောကကြီးကအံ့ဖို့ကောင်းမကောင်းဘဲနဲ့တိုက်တိုက်ဆိုင်ဆိုင်သူတို့နှစ်ဦးဤမင်္ဂလာသတင်းကြော်ညာပါသည့်သတင်းစာကြော်ညာအောက်ဆုံးထောက်မှာ ဟိုတလောကသူတို့ထည့်ထားသောခွေးရောင်းရန်ရှိသည်ဆိုသည့်ကြောညာကလေးကတလက်မှတစ်ကော်လန်စိုက်ကလေးဖြင့်နေရာယူလျက်အမကြောညာအစိုးကတော့မျိုးကောင်းမျိုးသက်ခွေးတွေဆိုပဲတန်နေမောင်းမောင်းဦးဟုတ်ကဲ့ပါရှင်ဒါလေးကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်ဒါလေးကအရန်တိုးတယ်ဆိုတော့နောက်ထပ်တစ်ပုဒ်ဖတ်ပြပါအောင်မယ်နော်ဒီ you magazine လေးထဲမှာပဲပါတဲ့ဆရာကြီးလူထုစိန်ဝင်းရဲ့ မန်နှင့်ဆွဲဆိုတာလေးကိုဖတ်ပြပေးကြပါရစေရှင်မန်နှင့်ဆွဲခုခေတ်မှာလူငယ်လေးတွေတော်တော်များများဟာကြီးပွားချမ်းသာခြင်းစိတ်တော်တော်ပြင်းပြတာတွေ့ရတယ်ချမ်းသာခြင်းစိတ်ရှိတာကောင်းပါတယ်ဒါပေမဲ့ဘယ်နည်းနဲ့ရရချမ်းသာရင်ပြီးတာပဲဆိုတဲ့စိတ်မျိုးထားရှိတာတော့မကောင်းပါဘူးချဲထိုးတာတို့နှလုံးတိုက်သုံးလုံးတိုက်လောက်တာတို့ဆိုတာဖြက်လန်းကချမ်းသာခြင်းနဲ့အတူတွေလောက်တာပဲတနည်းပြောရရင်အချောင်လိုခြင်းသူတွေလှုပ်လေရှိတာဖြစ်တယ် အာမန်ပြေးွားတဲ့လူငယ်တွေလောက်ရမယ့်အလုပ်မျိုးမဟုတ်ဘူးလူငယ်မာနဆိုတာရှိတယ်ကိုစွမ်းကိုစားနဲ့လှုပ်လို့ရတဲ့အရာကိုမှတန်ဖိုးထားတယ်အလကားအချောင်ရတာမလိုချင်ဘူးဆိုတဲ့စိတ်မျိုးဖြစ်တယ်ဒီခေတ်မှာအဲ့ဒီစိတ်မျိုးတွေခေါင်းပွားတယ်လို့ထင်မိတယ်ဈေးတယ်တွေကကန်ဆန်းမဲတို့ဘာတို့ပေးတယ်ဆိုတာဈေးဝယ်သူတွေကိုစော်ကားနည်းတစ်မျိုးဖြစ်တယ်ဈေးဝယ်တိုင်းဟာအလကားအချောင်လိုချင်တဲ့စိတ်ရှိသူမဟုတ်ပါဘူးကိုပစံနဲ့ ထိုက်တန်တဲ့အရေးအသွေးရှိပစ္စည်းကိုသာလိုချင်တဲ့ဈေးဝယ်သူမျိုးတွေလည်းရှိပါတယ်။ကန်ဆယ်မဲ့ပေးခြင်းဟာကလေးတငယ်တွေကိုအချောင်လိုချင်စိတ်မွေးပေးသလိုဖြစ်စေတယ်။မိဘတွေကဒီလိုပစ္စည်းမျိုးကိုမဝယ်သင့်ဘူး။မဝယ်သင့်ကြောင်းသားသမီးတွေကိုအကျိုးအကြောင်းနဲ့ရှင်းပြသင့်တယ်။ကိုစွမ်းကိုစနဲ့ဇွဲလုံလာရီယာနဲ့လှုပ်ပြီးရတဲ့အရာမှတန်မိုးရှိရဲဆိုတာပြောပြရမယ်။ကန်ဆယ်မဲ့သာမကတနာလိုပေးတယ်ဆိုတာမျိုးလဲမယူသင့်ကြောင်းပြောပြသင့်တယ်။ တနာလို့ပေးတာတခါယူမိရင်အမြဲတမ်းသူများတနာအောင် လုပ်နေတတ်တယ်။ဒါလဲအချောင်ရလူစိတ်ဖြစ်တယ်။လူစွမ်းလူစတုံးသွားစေတယ်။လူမရင်မာနဆိုတာရှိတဲ့နေရာမှာရှိတဲ့ထားတဲ့နဲ့မာနတိုင်းမကောင်းတာမဟုတ်ပါဘူး။ရှာမြက်ပေါက်ပါစေ၊လိမ်မစားဘူး၊တောင်းမစားဘူး၊ခိုးမစားဘူးဆိုတဲ့စကားတခွန်းရှိတယ်။စည်ရဲ့ချင်းကမာနကြီးတယ်ဆိုတဲ့သဘောဖြစ်တယ်။လူမရင်မာနရှိရမယ်။ဒေါကိတာတောင်မှ ဒုက္ခိတမာနဆိုတာရှိတယ်။မျက်စိမမြင်သူကအေရက်တောင်ထိပ်ရောက်အောင်တက်တယ်ဆိုတာကဒီမာနပဲ။ဆက်ပြီးလို့နိုင်ငံသားကစာတပုတ်ကိုလက်ဆောင်ပေးလိုက်ခြင်း ਨੇ ။မအောင်မြင်သေးရင်ဆက်လို့လောကမှာကြီးပွားချမ်းသာနေသူ၃မျိုး၃စားရှိတယ်။၁အမွေရသူ၂ကံကောင်းထောက်မှပြီးနေရာကောင်းကိုအချိန်ကောင်းမှရောက်သွားတဲ့သူ၃စိတ်ကူးညံရှိပြီးကိုယ်စိတ်ကူးအကောင်အထည်ပေါ်တဲ့အသည့်ဇွဲ လုံနာဝရိယနဲ့လှုပ်ဆောင်နေသူ အမွေနဲ့ကန်ဆိုတာဟာကိုလှုပ်ယူလို့ရတာမဟုတ်ဘူးဒါကြောင့်ဘာမှပြောစရာမလိုဘူးနမက်3အချက်ကသာလူတိုင်းနဲ့ဆိုင်တာကြောင့်ဆက်ပြောဖို့လိုတယ် Sam Walton ကဘာကျော် Walmart ကုမ္ပဏီကြီးရဲ့တတိအဖြစ်ကိုကံကောင်းထောက်မလို့ရရှိခဲ့တာမဟုတ်ဘူးနှစ်ပေါင်းများစွာဇွဲလုံလနဲ့စူးစမ်းအားထုတ်လို့ရခဲ့တာဖြစ်တယ် Walmart ကို Arkansas ပြည်နယ် Utiwall မြို့ကလေးမှာစဖွင့်စဉ်ကခြေတာရေးလက်လီဆိုင်သေးသေးလေးသာဖြစ်တဲ့တက်တာတဲ့ဈေးနှုန်းစိတ်ချရတဲ့ပစ္စည်းပေါ်ရွေတဲ့အယောင်ဈေးတဲ့စသည်တို့ကဈေးဝယ်တွေကိုဆွဲဆောင်နိုင်ခဲ့တယ်။တဆိုင်အောင်မြင်ပြီးတာနဲ့သူကတဆိုင်ပြီးတဆိုင် တိုးဖွင့်နေနောက်ဆုံးကြတော့အမေရိကန်နိုင်ငံရဲ့အကြီးဆုံးခြေတာရေးလက်လီဆိုင် အုပ်စုကြီးအဖြစ် ရောက်ရှိသွားခဲ့ရတယ်။ Walmart Corporation ကြီးဟာ စီးပွားရေးလောကမှာ growth from within လို့ခေါ်ကြတဲ့အတွင်းကြီးထွားမှုစနစ်ကိုကျင့်သုံးပြီးအောင်မြင်ခဲ့တာဖြစ်တယ်။တပြက်စီးလဲတဲ့သူကစူးစမ်းရင်တနေ့မှာကုမ္ပဏီဥက္ကဋ္ဌဖြစ်လာနိုင်တဲ့စနစ်မျိုးဖြစ်တယ်။စူးစမ်းရင်စူးစမ်းသလောက်အတိမတ်ပြုခံရတယ်ဆိုတာဝန်ထမ်းတိုင်းစူးစမ်းခြင်းစိတ်ရှိလာမှာဖြစ်တယ်။အင်ဒီရာဂန္ဒီတခါကပြောခဲ့ဘူးတာရှိတယ်။ကျမအဖိုးတခါကပြောဘူးတယ်။ လောကမှာလူနှမျိုးနှစားရှိတယ်တဲ့တမျိုးကအလုတ်လုတ်ပြီးတမျိုးကနမည်ကောင်းယူတတ်တာတဲ့အဖိုးကကျမကို ပထမအမျိုးသားမှာပါနိုင်အောင်ကြိုးစားဖို့အမြဲပြောတယ်အဲ့ဒီမှာပြိုင်ဘက်သိမ့်မများဘူးတဲ့ဘဝမှာကုမ္ပဏီကြီးတွေရဲ့ဝန်ထမ်းပဲလုပ်လုပ်ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လုပ်ညှော်မှန်းချက်မရောက်မချင်းလက်မလျှော့ရဘူးဆိုတော့ဇွဲရှိဖို့လိုတယ်အရာရာတိုင်းဟာညှော်မှန်းတယ်လို့ဖြစ်ခဲတယ် Webster ဟာ36နှစ်ကြာအောင်မဆုံးမနှစ်စ조사ပြီးမှအ비ဒံစာအုပ်ကြီးထွက်ရှိအောင်မြင်ခဲ့တာဖြစ်တယ်။ကဘာကျော်စာအုပ်ကြီးဖြစ်တဲ့ရောမ Empire ကြီးကြဆုံခန်းနဲ့ပြိုလဲခန်းကို ထုတ်ဝေနိုင်ဖို့ Gitbon ဟာလည်း26နှစ်တိတိ조사ခဲ့ရတာဖြစ်တယ်။조사ပေမဲ့အောင်မြင်မှုမရရင်ဘာဆက်လုပ်ရမလဲလို့မေးတတ်ကြတယ်။ဆက်လုပ်ဒါဟာတခုတည်းသောအဖြေဖြစ်တယ်။ နယူးယောက်မြို့တော်ကအငက်ဘေးကိုတိုက်ဖြတ်ဖို့နှစ်ပေါင်းများစွာစ조사ခဲ့တဲ့သတင်းစာဆရာပြုပြင်ရေးဝါဒီ Jeff Corris ဟာလုပ်ငန်းမအောင်မြင်လို့စိတ်သက်ကြတဲ့အခါများမှာကြောက်စစ်သမားရဲ့အလုပ်ခွင်ကိုတွားကြည့်လေးရှိတယ်လို့ပြောတတ်တယ်။ဘာလို့လို့မှအဆင်မပြေတဲ့အခါမျိုးမှာကျုပ်ကတော့ကြောက်စစ်သမားအလုပ်လုပ်နေတာတွားထိုင်ကြည့်တယ်။သူဟာကြောက်တုံးကြီးကိုဇိုးနဲ့အကျိန်တရာတိတိထုနဲ့နေရပါပဲ။ ဘာယာမထင်မလာခဲ့ဘူးဒါပေမဲ့တရားတစ်ချက်မြောက်တူချက်မှာတော့ကြောက်တုံးကြီးနှချမ်းကွဲသွားတော့တယ်နောက်ဆုံးတူချက်မှာကွဲသွားတာမှန်တယ်ဒါပေမဲ့အဲ့တူချက်ကြောင့်တော့မဟုတ်ဘူးအချက်ပေါင်းတရာတိတိစိတ်ရှည်လက်ရှည်ထုခဲ့တာကြောင့်အောင်မြင်ခဲ့တာဖြစ်တယ်1958ခုနှစ်မှာတိုယိုတာက အမေရိကန်ဈေးကွက်ထဲကို တိုယိုပတ်ဆိုတဲ့ကားငယ်လေးနဲ့စတင်ဝင်ရောက်ခဲ့တယ်ဒါပေမဲ့ လုံးဝမအောင်မြင်ခဲ့ဘူးတိုယိုတာက နောက်ဆုံးမသွားပဲ1965ခုနှစ်မှာကိုရိုနာကားနဲ့ပြန်ပြီးဝင်ပြန်တယ်အဲ့ဒါလဲတစ်နှစ်လုံးမှာစင်းရည်9400ပဲရောင်းရတယ်ဒါပေမဲ့နှစ်ပေါင်းများစွာကြာတဲ့အခါရောက်တော့တိုယိုတာဟာအမေရိကန်ပြည်ထောင်စုကိုကားအများဆုံးတင်ပို့ရောင်းချတဲ့ကုမ္ပဏီကြီးအဖြစ်ရောက်ရှိလာခဲ့တယ်ဂျော့ဘာနက်ရှောကလည်းဇွဲလုံးလအကြောင်းဒီလိုပြောခဲ့ဘူးတယ် ကျုပ်ငယ်ငယ်ကဘာလို့လို့ဆယ်ခုလို့ရင်ကိုကူကရှုံးနေတာကြီးတွေ့ရတယ်။ကျုပ်ကရှုံးသမားမဖြစ်ချင်ဘူး။ဒါကြောင့်ဆယ်စပူအလုံးလုံးတယ်။ဇွဲလုံလာဝရိယနဲ့စူးစမ်းအားထုတ်မှုပြုရင် မအောင်မြင်ဘူးဆိုတာမရှိနိုင်ဘူး။ဒီချိန်မှာမအောင်မြင်သေးရင် နောက်ဒီချိန်မှာတော့အောင်မြင်မှုကိုမလွဲမသွေရရှိမှာသာဖြစ်တယ်။ Reference Tim Harness and Neil Axling တို့ရေးတဲ့ the 24 hours turn around စာအုပ်ထဲကပြန်လဲဖောက်သေးချထားတာပါလူထုစိန်ဝင်ဟုတ်ကဲ့ပါရှင်ခုဖတ်ပြလိုက်တဲ့စာလေးတွေကတော့2011ခုနှစ်အောက်တိုဘာလ U magazine ထဲမှာပါတဲ့စာလေးတွေစောင်းပါလေးတွေဖြစ်ပါတယ်ရှင်။နားဆင်အားပေးကြတဲ့အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ကျမ်းမာပြီးကင်းကြပါစေ။